ဖိလစ်ပိုင်နိုင်ငံမီလာမြို့ FEBC အတလွင့်ဌာနမှာ တင်တိအတော်တမချန်းအစီအစဉ်များကိုအတန်လွင့်ပို့ချလည်ရှိပါတယ်ရှင်မိဘညီကိုမောင်နှမအပေါင်းတို့ရှင်မင်္ဂလာပါရှင်အသက်ရှင်တော်မူသောဖျားသခင်ဤနုကပတ်တော်ကို ကြားနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါတယ်ရှင်တောရရှိပါခင်ဗျာ ခရီးရန်ဝေမှာလည်းအလူဒါနဆိုတာပြုကြရပါတယ်အစာရှောင်ဆူတောင်းခြင်းဆိုတာလည်းပြုကြရပါတယ်ဒါပေမဲ့အလူဒါနပြုတဲ့အခါ အစာချောင်ဆူတောင်းတီလာဆောက်တည်တဲ့အခါလူတွေမြင်အောင်မပြုရဘူးလို့ကက်တရှင်ယေရှုခရစ်တော်သခင်ဖျားကအတိအလင်းမိန့်ဆိုတော်မူပါတယ်။ဒီကနေ့တင်တိရတော်တမချန်းစီစင်မှာရှင်မာသဲခရစ်ဝေကျမ်းအခန်းကြီး6အခန်းငယ်10ကနေ အခန်းငယ်7အထိကိုလေ့လာမှာဖြစ်ပါတယ်။ရှင်မာသဲခရစ်ဝေအခန်းကြီး9ငယ်18မှာအခုလိုတွေ့ရပါတယ်။ပြည့်ညက်တိကျမ်းအနာဂတ်တိကျမ်းများကိုဖျက်ပယ်ခြင်းဟာငါလာသည်ဟုမထင်ကြနှင့် ဖြစ်ပေခြင်းဟာငါလာသည်မဟုတ်ပြည့်စုံစေခြင်းဟာငါလာသည်အဲ့ဒီကြီးညာချက်ပဲဖြစ်ပါတယ်ကျွန်တော်တို့သင်သိအပ်သောသမာကျမ်းပို့ချချက်အစီအစဉ်များကိုလိလာသူများအဖို့မမေ့စင်နာမှုအကြီးတကြီးသတိပေးထားလိုတဲ့ချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့မောရှိခစ်ကပြညတိကျမ်းတွေဟာဓမ္မသမိုင်းဝင်လူအဖွဲ့အစည်းကြီးအတွက်ဥပရေပြုအခမ်းအနားကြီးတစ်ခုဖြစ်ကျင်ညာလိုက်တဲ့ဥပရေစာတွေပဲဖြစ်ခဲ့ကြပါတယ် ဒီကနေ့ဓမ္မသစ်ကာလမှာအောင်မြင်ပေါ်ထွန်းလာသူခရစ်တော်ကတော့လူကဘာမီရဲ့အပြစ်မှောင်မိုက်တဲ့အတွက်လွတ်ရလွတ်ကြောင်းရစ်ကောင်အဖြစ်အပူဇော်ခံသူကောင်းငင်နိုင်ငံတော်သစ်အုံမြင့်မချခင် အပူဇော်ခံလိုက်တဲ့သိုးစငယ်အဖြစ်ပေါ်ထွန်းလာသူပဲဖြစ်ပါတယ်ဒီလိုအံပွဲသေးထူးခဲ့တဲ့ရီမှန်းချက်နဲ့လူစားတီကိုခံယူသူတနည်းအားဖြင့်အနန္တတကုရှင်ဘုရားသခင်ရဲ့သားတော်ဆိုတဲ့ပွဲရုကိုယူပြီး ယေရှုဆိုတဲ့နာမတော်နဲ့ကြွလာသူခရစ်တော်ဟာဓမ္မလူအဖွဲ့အစည်းအစကဥပရိသတွေကိုဖျက်ပယ်ဖို့လာတာမဟုတ်တဲ့အပြင်ပြည့်စုံစေခြင်းဟာပေါ်ထွန်းလာခြင်းပဲဖြစ်ပါတယ်။ဒီအယူအဆဟာတရားသေးဝါဒီတွေအပြင်ဓမ္မတရားမှာ စိတ်ပါဝင်စားသူတွေအလုံးအတွေ့အင်မတန်အရေးကြီးတဲ့ကြီးညာချက်တစ်ခုပဲဖြစ်ပါတယ်။ဒါကိုခရစ်တော်ကိုယ်တိုင်စောစောကကြီးညာလိုက်တာပဲဖြစ်ပါတယ်။လူသားတွေရဲ့စံချိန်စံညွန့်နဲ့တိုင်းတာလိုက်မယ်ဆိုရင် အတော်လိုက်နာဖို့ဝန်လေးနိုင်စရာကောင်းပေမဲ့ခရစ်တော်ဟာဒီကျမ်းတွေကို လုံးဝအုတ်သုံးပြည့်ပြည့်စုံစုံလိုက်နာခဲ့တယ်။ဒါအပြင်ကျွန်တော်တို့မိစေတို့အပါအဝင်လူအဖွဲ့အစည်းမှရှိတဲ့လူသားအားလုံးတို့ကိုလည်းလိုက်နာနိုင်ဖို့အတွက်သူ့ရဲ့ဖြောင့်မတ်ခြင်းတရားနဲ့ဖြည့်ဆည်းပြီးတဲ့နောက်လက်ဆင့်ကမ်းခဲ့တယ်လို့ပြတ်ပြတ်သားသားကျွန်တော်ဒီနေရာမှာဖော်ပြခြင်းပါတယ်။တမဟောင်းကျမ်းတွေကိုဖြစ်ပယ်ဖို့ငါလာတာမဟုတ်ဘူး။ပြည့်စုံဖို့လာခဲ့တာဆိုပြီးသူကိုယ်တိုင်ရဲ့နှုတ်ကထုတ်ဖော်ပြောခဲ့ပြီးပဲ။ စောရကဘာတက်เสียရှိအောင်မှာလေဘုရားသခင်အလိုတော်အရာချမှတ်ထားတဲ့ဥပရိဘတွေဟာပြည့်ပြည့်ချင်းအရှင်းမရှိပြောင်းလဲခြင်းလည်းအရှင်းမရှိတို့ပေမဲ့ခက်ခဲနေနေတယ်ဘလို့ခက်ခဲနေနေတယ်လဲဆိုရင်ကျွန်တော်တို့လူသားရဲ့ကိုယ်ပိုင်အစွန်းတက်တည်နေတော့လိုက်လျှောက်နာယူနိုင်ဖို့အင်မတန်ခက်ခဲတယ်တနည်းဆိုရရင်ကျွန်တော်တို့အဖို့ဆိုရင်ဒီပြည့်ညက်တော်တွေကိုစောင့်ထိန်နိုင်ဖို့အတွက်အထူးအကူအညီလိုအပ်ပါတယ်အဲ့ဒီအကူအညီတွေကတော့၁ကဲတင်ခြင်းကျေးဇူးတရားနဲ့၂ ပနာချင်းဂိယူနာတို့ပဲဖြစ်ပါတယ်။အဲ့ဒီလိုအပ်ချက်တွေကိုတော့ဓမ္မဟောင်းကာလအချိန်မှာတရားသခင်ကိုအသနာခံ ရစ်ပူဇော်ပြီးတောင်းပန်ခဲ့ရတယ်။အခုခရစ်တော်ပေါ်ထွန်းလာတဲ့အချိန်မှာတော့ခရစ်တော်စီမှာတိုးဝင်ချင်းကပ်ခြင်းအဖြစ်ခံစားရရှိနိုင်ပါတယ်။ဟာကွက်အရှင်းမရှိပါဘူး။ရှင်မသဲခရစ်ဝင်အခန်းကြီး9မြေ78ငါအမှန်ဆိုဒီကကောင်းကင်နှင်းမြေကြီးမပြည့်စည်မိတိုင်အောင်ပြည့်ညက်တိကျမ်း၌အငယ်ဆုံးသောစာလုံးပင်တုတလုံးမြတ် ပြည့်စုံခြင်းတို့မရောက်ဖီမပြည့်စည်ရာဟိတ်ရှင်းရှင်းလင်းလင်းရှိပါတယ်မောရှိခစ်ကဥပရိသတို့တလုံးတပါးသားမြတ်မပြည့်စည်စေရဘူးဆိုတဲ့ခိုင်မာတဲ့ကြေညာချက်ပါဒီကျမ်းလည်းအခုလိုပေါ်ထွက်လာရောတောင်ပေါ်ဒေသနာနဲ့ပတ်သက်ပြီးကျွန်တော်ရှင်းလင်းတင်ပြခဲ့တဲ့အချက်တွေနဲ့ကျွန်တော်ရဲ့အမြင်လေးအပေါ်မှာအတိတ်ပဲအကောက်မလွဲကြဖို့ကျွန်တော်ဒီနေရာမှာအထူးပဲမေတ္တာရပ်ခံထားခြင်းပါလေကျွန်တော်ရဲ့ရှင်လျားတဲ့ရှင်းလင်းချက်ကြီးရဲ့အနှစ်ချုပ်သဘောထားဟာရှီဟောင်းဥပရိသတွေကိုချိုးဖောက်ဖို့အတွက် လုံးဝမဟုတ်ပါဘူးဒီဥပရိသဟာခိုင်မြဲတည်စေရှင်သန်စေဖြစ်တယ်သူ့ရဲ့စံချိန်စံနှိုးဟာကြောပါခြင်းအရှင်းမရှိဘူးအဲတခုတော့ရှိတယ်ဘုရားသခင်ရဲ့မြင့်မားလာတဲ့စံချိန်စံနှိုးကိုကျွန်တော်တို့မတိုင်းထွာနိုင်ဘူးဒီလိုမတိုင်းထွာနိုင်လောက်အောင်ကြီးမြတ်တဲ့ဥပရိသတို့ဟာကျွန်တော်တို့ကိုခရစ်တော်ရှိတဲ့ကားတိုင်းစီကိုပို့ပြီးတော့မျောကြည့်စေတယ်မဟုတ်ဘူးလားဒါဘာဖြစ်လို့လဲဆိုတော့ကားတိုင်းချက်မှကယ်တင်ရှင်သခင်ခရစ်တော်ကို လက်ခံအားကိုယုံကြည်မှုအားဖြင့်သာဖြင့်ဒီဥပဒေသားတွေကို ဖြည့်ဆည်းနိုင်မှာမဟုတ်လို့ပေါ့ရှင်မသက်ခရဝင်အခန်းကြီး9ငယ်19တို့ကြောင့်အကျဉ်သူသည်အငယ်ဆုံးသောပညာတစ်ခုကို ကိုယ်တိုင်လွန်ကျူး၍သူတစ်ပါးတို့အားထို့အတူသွန်သင်၏ထို့သူသည် ကောင်းကင်နိုင်ငံတော်၌အငယ်ဆုံးသောသူ ဖြစ်လိမ့်မည်အကျဉ်သူသည်ကိုယ်တိုင်ကျင့်၍သူတစ်ပါးတို့အားလည်းသွန်သင်၏ထို့သူသည်ကောင်းကင်နိုင်ငံတော်၌ကြီးတော်သူဖြစ်လိမ့်မည်ဒီတော့အထက်ကကျွန်တော်ဖွင့်ဆိုခဲ့သလိုခက်ခဲတယ် နဲ့ဆိုင်နေဒါပေမဲ့အဲ့ဒီလိုခက်လို့နဲ့လို့ဆိုပြီးတော့ဖြတ်ဖို့တော့စိတ်တောင်မကူးကြရဘူးဒါကြောင့်မို့လို့လဲခရစ်တော်ကိုပို့ပြီးအားကိုးရတယ်ခွန်အားတောင်းခံရတယ်အနည်းချက်လိုက်ရရင်တော့သိရှင်းသွားပါတယ်ဥပရိသတို့သည်ကဲတင်ခြင်းလမ်းမဟုတ်သို့သောကဲတင်ခြင်းလမ်းကိုညွန်ပြလျက်ရှိသည်ထိုလမ်းသည်ကဲတင်ရှင်သခင်ယေရှုခရစ်အားလက်ခံသောလမ်းဖြစ်ပြီးဒါပါပဲမင်္ဂလာတရားတော်ရဲ့အနှစ်သာရကတော့ဒါပါပဲ ရှင်မသက်ခရစ်ဝင်အခန်းကြီး9ငွေ20မှာဖော်ပြတာကတော့သင်တို့ကျင့်သောအကျင့်တို့သည်ဟာရီရှဲတို့နှင့်ဂျမ်ပြူဆရာတို့ကျင့်သောအကျင့်တဲ့မလွန်မသာလျင်သင်တို့သည်ကောင်းကင်နိုင်ငံတော်သို့မဝင်ရကြဟုငါအမှန်ဆို၏ဒီအချက်ကသိပြီးတော့အရေးကြီးလာပါတယ်မြင်တတ်တွေးရကြပါစေလို့ကျွန်တော်မြစ်တရက်ခံခြင်းမယ်ဟာရီရှဲဆိုတဲ့လူဒန်းစားဟာရှေးဓမ္မသက်ဥပဒေတည်းရဲ့စကရက်ပြီးအပေါ်မှာအတင်းအကျပ်လိုက်နာကြသလောက်ဝိညာဉ်အနှစ်သာရကိုဂယုမဆိုင်ကြဘူး ကျင်းမြောင်းတဲ့လူမျိုးရေးနဲ့ဘာသာရေးအခြေခံဝါဒီတွေဆိုပြီးတော့ကျွန်တော်တို့ဒီဓမ္မသစ်ကျမ်းအစအရေကတင်ပြခဲ့ပြီးပါပြီ။ဒီတော့သူတို့ကိုလည်းမဖြောက်မတ်ဘူးလို့တော့မဆိုချင်ဘူး။ဒါပေမဲ့ဝိညာဉ်သဘောအရာတရားသေးဆန်တဲ့ပိန်မွေ့ကျပြန့်တဲ့စိတ်ဓာတ် မရှိဘူး။ဒါကြောင့်ခရစ်တော်ဟာသူတို့ကိုလက်မခံနိုင်ပါဘူး။ဒီလိုကျင်းမြောင်းတဲ့လူမျိုးရေးဝါဒီဘယ်သူမှကိုယ့်ရဲ့ကောင်းနေမထင်တတ်တဲ့လူတွေရဲ့ဖြောက်မတ်ခြင်းတရားမျိုးကိုကျွန်တော်တို့မကျင့်သုံးရဘူး။ ဒါဆိုရင်ရှေးဓမ္မသက်တီအောက်မှာကျင်လာရနေတဲ့သူတို့တဲ့သာအောင် ကျွန်တော်တို့ရဲ့ဖြောက်မှတ်ခြင်းကျွန်တော်တို့ရဲ့ယုံကြည်ခြင်းမှာဘာကိုအပိုဆောင်းဖို့လိုတယ်လဲခရစ်တော်ရဲ့ပြိမ်မွေ့တဲ့လမ်းညွှန်မှုကိုအပိုဆောင်းဖို့လိုတာပေါ့ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး9ငယ်27ကနေ28ကိုဆက်ရင်အခုလိုဖော်ပြထားပါတယ်လူရက်ကိုမသက်ရသက်သောသူသည်ယုံလိုက်အပြစ်စီရင်ခြင်းကိုခံတိုက်ပေး၏ဟုသော ရှေးပညာစကားတို့ကိုသင်တို့ကြားခဲ့ရပြီသင်တို့ကြားရပြီ ငါပြည့်ညက်သည်ကညီအကိုကိုအထောက်မတန်အမျက်ထွက်သောသူသည်ယုံ၌အပြစ်စီရင်ခြင်းကိုခံလိုက်ပြီညီအကိုကိုကဲ့ရဲ့သောသူသည်လွတ်တော်၌အပြစ်စီရင်ခြင်းကိုခံလိုက်ပြီညီအကိုကိုချိန်ဆသောသူသည်ဂေဟင်နာအရ၌မီးရှို့ခြင်းကိုခံလိုက်ပြီအခုလို ခရစ်တော်ပေါ်ပြကျဲ့အရာဆိုရင်ညီကိုအချင်းရင်ဒေါသတကြီးဖြစ်မြင်တောင်မှလူသက်မှုကျူးလွန်တဲ့အတူတူဖြစ်နေပြီ ဒါဆိုရင်ရှေးခေတ်ကပြည့်ညတ်တော်ကမှလိုက်နာဖို့လွင်လွဲလိမ့်ဦးမယ်။ဓမ္မသစ်ကာလရဲ့ခရစ်တော်ရဲ့တောင်ပေါ်ဒေသနာအရဆိုရင်တော့မလွယ်တော့ဘူးဆိုတဲ့သဘောမျိုးဖြစ်နေပြီဆိုတာကိုတွေ့ရပါတယ်။ဒါကြောင့်ဒီလောက်ခက်ခဲနေဆိုင်တဲ့တောင်ပေါ်ဒေသနာကိုပမာကျမ်းတအုပ်လုံးရဲ့အချုပ်ဆိုပြီးတော့ဘာသာတစ်ခုအဖြစ်ကျင့်သုံးနေဆိုတဲ့လူတွေဟာအပြောမဟုတ်ဘဲတကယ်လက်တွေ့ပါဆိုရင်ဒီကဘာကြီးပေါ်မှာလူတွေကကောင်းရင်တမန်ဒရိုက်ဟစ်ဖြစ်ကုန်မှုပဲရှိပါတော့တယ်။အဲ့ဒီလူတွေပဲ ကောင်းရင်တမန်ဒီအဖြစ်ဆက်ချင်းယူပြစ်တယ်လို့ပြောင်းလဲသွားကြမယ်လို့ကျွန်တော်ဒီနေရာမှာမှတ်ချက်ချခြင်းပါလေအပြောတခြားအလုတ်တခြားကြီးလားဖြစ်ဖို့ပိတ်များနေတယ်ဆိုတာကိုဒီခရစ်တော်ရဲ့ဒီဝနာအရာကျွန်တော်တို့မြင်နိုင်ပါတယ်ဒါကြောင့်ပြည့်စုံခြင်းတို့ရောက်စေဖို့ကယ်တင်ရှင် ခရစ်တော်ကိုသာအရင်ရှာဖွေကြပါစို့လို့ဒီနေရာမှာကျွန်တော်အထူးပဲမေတ္တာရပ်ခံခြင်းပါတယ်ရှင်မသက်ခရစ်ဝင်ခန်းကြီး9ငွေ26ကိုဆက်တော့အခုလိုတွေ့ရပြန်လာတယ် ပျော်ပြင့်ငွေရှိသမျှကိုမလျော်မီတိုင်အောင် ခေါင်ထဲကမထွက်ရဟုငါအမှန်ဆို၏ငါအမှန်ဆို၏ဆိုတာကိုဒီနေရာမှာခရစ်တော်ဘာကြောင့်သုံးတယ်လဲဆိုတာကိုစဉ်းစားကြည့်ကြရအောင်သူဟာမောရှိပြင့်ရက်ချက်ရဲ့ချက်စည်းကနေပြောဆိုတဲ့သဘောနဲ့ဒီနေရာမှာပေါ်ပြခြင်းနဲ့အတွေ့ဒီဝေါ်ဟာရာကိုတမင်ခဲ့သွင်းတာပါတကယ်တော့သူဟာဥပရိသကို ပေးစွန့်နိုင်သူဘာသာပြန်ဆိုခွင့်ရှိသူသူဟာဖျားသခင်ပါရှမသက်ခရစ်ဝင်ကျမ်းအခန်းကြီး9 ငွေ29မှ28သူ့မယားကိုမပြစ်မှားရဟူသော ရှေးပညာစကားကိုသင်တို့ကြားရပြီ။ငါပညာသီကကိရသာစိတ်နှင့်သူ့မယားကိုကြိရှိသောသူသည်စိတ်နှလုံးထဲ၌ထုံမင်းမှနှင့်ပြစ်မှားပြီ။သောတာရှင်အပေါင်းတို့ခမညာတောင်ပေါ်ဒေသနာနှင့်ပတ်သက်လို့ကျွန်တော်ရဲ့အယူအဆကိုကျွန်တော်ဟာအတော်ကြည်ကြဲပြည့်မြန်ကြီးရှင်းဆိုခဲ့ပြီးပါပြီ။အထူးသဖြင့်လူအဖွဲ့အစည်းနဲ့လူသဘာဝကိစ္စများတွေတဲ့မဆိုင်ရင်ကမြင့်မားလို့နဲ့ပြည့်ညက်တည်ဖြစ်တယ်။ဒီဒေသနာတော်ကို လူသားဟာလက်လက်မှီဖို့မလွယ်တဲ့အပြစ်လေကဲတင်ရှင်ကိုပုံမအားကိုးကြရမယ်ဒီဒေသနာတော်ကိုဘာသာရေးတစ်ခုအဖြစ်ဘောင်ခတ်ကိုးကွယ်ခြင်းမပြုကြပါနဲ့ဆိုတာတွေကိုကျွန်တော်အချိန်ချင်းရှင်းဆိုခဲ့ပြပါလိကျွန်တော်သင်ရုပ်ဆရာတာဝန်နဲ့အမှုထမ်းတုန်းကလည်းတောင်ပေါ်ဒေသနာနဲ့ကျွန်တော်ရဲ့အထက်ပါအမြင်ရဲ့အကြောင်းကိုခဏခဏအသင်းတော်မှာဟောပြောခဲ့ပူပါတယ်တနေ့တော့ကျွန်တော်တရားဟောပြီးမှမျိုးလုံးကြီးညီဆက်ဆက်နဲ့ပုဂ္ဂိုလ်တယောက်ကျွန်တော်စီကိုရောက်လာပြီး ောင်ပေါ်ဒေသနာကိုကျွန်တော်ကနှိမ်သလေးပါလေးအမျိုးမျိုးပြောပြီးနောက်ထပ်ခမည်းကြီးတောင်ပေါ်ဒေသနာကိုစော်ကားမော်ကားမလွတ်ပါနဲ့ဆိုပြီးတော့ကြိတ်မောင်းနေလက်ဆက်သက်တော့သူကလက်ဝဲစွန်းရောက်တောင်ပေါ်ဒေသနာသမားဖြစ်နေတာကိုသူကတောင်ပေါ်ဒေသနာကိုသူ့ဘယ်လိုဘယ်လိုထိမ့်သိမ်းစောက်ရှောက်နေကြောင်းတွတ်တွတ်ပြောပြီးတော့အတော်ကိုအော်ကြီးဖြစ်ကြအပြစ်ပြင်ပါလေဒါဓမ္မအမှုတော်ဆောင်တယောက်ဖြစ်တဲ့ကျွန်တော်ကိုဒီအသင်းသားတယောက်ကအပြစ်ပြင်ခြင်းပါ ဒါနဲ့ကျွန်တော်ကလည်းအေးဆေးပဲညီကိုချင်းစိတ်အုံမှန်စိုးမဖြစ်ဖို့ကြင့်ဖို့ဟာလူကတာနဲ့အတူတူပဲနော်ခမထိမ့်နိုင်ရဲ့လားဆိုတော့ထိမ့်နိုင်တယ်လို့ပြောတာပါပဲကျွန်တော်လိုဓမ္မဆရာတယောက်ကိုတောင်းရိုက်တော့ပုတ်တော့မတက်လုံနေတဲ့ဒီလူမှာညီကိုချင်းဒေါသမရှိဘူးဆိုတာဘယ်လို့ယုံရမှာလဲဒါနဲ့အထက်ကဖတ်ခဲ့တဲ့မိမတယောက်ကိုစိတ်နဲ့တောင်မပစ်မှားရဘူးဆိုတာရောခမစောင့်ထိန်ခံရလားကျွန်တော်ရှိမှတစ္ဆာဆိုပြီးတော့ဖြေပါဆိုတော့အဲ့ဒီကိစ္စမှာတော့ တော်တော်ဦးကြောင်ယောင်ကြီးဖြစ်သွားပြီးတော့မှ ပြစ်တောက်ပြစ်တောက်ဒီပျော်ပြီးဒေါ်ကြီးမော်ကြီးလှည့်ထွက်သွားပါတော့တယ်ကျွန်တော်တင်းမိတဲ့လောက်ကတော့လော်ကီသားဟာလော်ကီသားပြီးပြီးထိမ့်နိုင်တာတွေအများကြီးရှိတယ်လို့မထိမ့်သိမ့်နိုင်တဲ့စိတ်လှုပ်ရှားမှုတို့စိတ်ကစားမှုတို့စိတ်နဲ့ပြစ်မှားမှုတို့ဆိုတာတွေဟာရှိပြီးဖြစ်ပါတယ်ကျွန်တော်ပြောခဲ့ပြီးတယ်လို့တောင်ပေါ်ဒေသနာဟာကဲတင်ခြင်းလမ်းမဟုတ်ကဲတင်ခြင်းတို့ ရောက်ရလမ်းကိုကိုယ်တိုင်ကမတက်ဆွနိုင်လို့ခရစ်တော်ကိုအားကိုးခိုလှုံရမယ်ဆိုတဲ့ လမ်းပြတွင်တွင်ချင်းဖြစ်တယ်ဆိုတာကိုပေးချမှတ်ကြုံရပါမှတ်ကြုံပြီးတဲ့နောက်ကိုတော်နဲ့လက်တွဲပြီးကျင့်ဆောင်ရန်အားထုတ်ယူနေပင်ဟင်မင်္ဂလာတရားတော်နဲ့အများကြီးညီညွတ်နေသည်မင်္ဂလာရှိနေသည်လို့ကျွန်တော်ဒီနေရာမှာပြောချင်ပါတယ်ဒါကိုအခုဆက်တွေ့ရမယ်ရှင်မသက်ခရဝင်ကျန်အခန်းကြီး9ငွေ29နဲ့30ကထပ်ပြီးတော့တက်သေးပြပါလိမ့်မယ်။ထို့ကြောင့်လက်ရမျက်စိဖြစ်တော်လဲပိန့်ကိုမှားယွင်းစေခြင်းထိုမျက်စိကိုထုတ်ပြလော့ အကိုလုံးငရဲတို့ခြားချင်းခံရပြီတဲ့အင်္ဂါတစ်ခုပြတ်တော်သား၍ကောင်းကြီးထိုနည်းတူလက်ရလက်ဖြစ်တော်လဲတင့်ကိုမှားရွေးစေရင် ထိုလက်ရလက်ကိုဖြတ်ပြလော့အကိုလုံးငရဲတို့ခြားချင်းခံရပြီတဲ့အင်္ဂါတစ်ခုသာပြတ်တော်သား၍ကောင်းကြီးကဲဘလို့ပြင်းထန်တဲ့အပြစ်ရဲ့အဖို့အခတွေလေဒါတွေကိုကဲတင်ရှင်စတဲ့ကြားကန်နေမရှိရင်တကဘာလုံးသောက်သောက်လဲဒုက္ခတွေရောက်ကုန်ရတော့မှာမဟုတ်လားဒါကြောင့်အဇက်ကဖျားဖျားလက်ကကာယကာယလှုပ်ပြီးတယောက်နဲ့တယောက် ဟန်ဆောင်ပြီးချီးမွမ်းထောမနာမပြုတ်နေကြပါနဲ့လူသားတိုင်းဟာအပြစ်သားကြီးပဲအကုန်အပြစ်ရှိတယ်လူအဖွဲ့အစည်းဟာဘယ်တော့မှသူတော်စင်တွေမင်းမှုတဲ့တောမြိုင်မဖြစ်နိုင်ဘူးဒီအချက်ကိုတောင်ပေါ်ဒေသနာအဖြစ်သတိရကြပါကားတိုင်းပေါ်မှာအသေးခံတော်မူခဲ့တဲ့ပကင်းခရစ်တော်စီကိုတိုးဝင်ချင်းကပ်ခြင်းအဖြစ်ဒူးစရိုက်နှလုံးသားများကို ပွင့်ပြအသနာခံကြပါကေတင်ချင်းကိုရောက်နိုင်ကြပါစီလို့ကျွန်တော်တို့ဆုတောင်းမြတ်တာပို့သလိုက်ရပါတယ် ရှင်မသက်ခရစ်ဝင်အခန်းကြီး9အငယ်37ကနေ38ကိုတစ်ခါဆက်ပြီးကြည့်ကြပါစို့တခန်တုံးမယားနှင့်ကြွားလို့ရှင်ဖြတ်စာကိုအပ်ပေးစီဟူသော ပြည့်ညတ်စကားရှိသည်ငါပြည့်ညတ်သည်ကမှားယွင်းခြင်းအကြောင်းမှတပါအခြားသောအကြောင်းဖြင့်မိမိမယားနှင့်ကြွားသောသူသည်မိမိမယားကိုမှားစေ၏ကြွားသောမိမနှင့်စုံဖက်ခြင်းကို ပြုသောသူသည်လည်းသူမယားကိုပြစ်မှား၏လင်ငန်းမယားကန်ကြွားရှင်းပြည့်စဲမှုကိုဟောပြတဲ့ကျမ်းပိုင်းဖြစ်ပါတယ် ဒီဥပဒေစာကိုတော့ဒီခေတ်လူသားတွေဘလောက်ချိုးဖောက်နေကြတယ်ဆိုတာကိုအများအသိပါပဲ။ဂယုကိုကိုမစိုက်တော့တော့အောင်ဒီဒေဝနာဟာဥပက္ခအပြုတ်ခံရပြီလို့တောင်ကျွန်တော်ဆိုချင်ပါတယ်။ဒါပေမဲ့ဒီဥပဒေစာဟာကောင်းကင်နိုင်ငံတော်ကညီလောကကိုစွန့်မှုချိန်မှာပို့ပြီးပြင်းထန်တဲ့ဥပဒေစာအဖြစ်တည်လာနိုင်မယ်လို့ယူဆခံယူနိုင်ပါတယ်။အဲ့ဒီကောင်းကင်နိုင်ငံတော်တည်ချိန်မှာလူယောက်ျားလူမိန်းမရဲလို့ဖွဲ့ကြပါတော့မလား။ဆန့်ကျင်ဘက် line ဆိုတဲ့စိတ်လေလူသားတွေစမှာ ရှိပါတော့မလားလူသားတွေဟာဒီကရာဝါသကိစ္စတွေမလိုအပ်တော့ပဲအလွယ်တကူပဲစွန့်ပစ်ကြတော့မှလားလို့ကျွန်တော်ကတော့ဆက်ပြီးတော့တွေးမိပါတယ်ဒါဟာကျွန်တော်ရဲ့ကိုယ်ပိုင်အတွေးသာဖြစ်ပါတယ်အခုမျက်မှောက်ခင့်နဲ့ပတ်သက်လို့ကတော့ခရစ်တော်ဟာဘုရားသခင်ရှေ့လူတို့ရှေ့မှာရှစ်လို့စုံဖက်ပြီးမှမာယွင်းခြင်းအကြောင်းမရှိပဲကွာရှင်းခြင်းကိုတားမြစ်တယ်ဆိုတာကိုတော့အလေးနဲ့မှတ်သားထားကြဖို့လိုပါတယ် ်အခန်းကြီး16မှာအကျယ်တွင်ထပ်ပြီးတော့ဒီကိစ္စကို ရှင်းလင်းဖော်ပြပေးပါဦးမယ်လောလောဆယ်ဒီကန္တကိုတခဏလောက်ဒီမှာကြော်သွားခဲ့ကြပါစို့ရှင်မသက်ခရစ်ဝင်အခန်းကြီး9ငယ်33မှ35တခန်တုံးမဟုတ်မမှန်ပဲဖြင့်ချိန်ဆခြင်းကိုမပြုရချိန်ဆခြင်းကိုပြုသည့်အတိုင်းထာဝရဘုရားရှိတော်၌တည်စေလော့ဟုသော ရှင်းပြည့်ညက်စကားကိုသင်တို့ကြားရပြီငါပြည့်ညက်ပြီကချိန်ဆခြင်းကိုအပြင်းမပြုရကောင်းငင်ဘုံကို တိုင်တီး၍မချိန်ရ ကောင်းငင်ဘုံကဘုရားသခင်ပြလင်တော်ဖြစ်တည်းဘုရားသခင်ရဲ့ပြလင်တော်ဖြစ်တဲ့ကောင်းငင်ကိုတိုင်တည်သည့်ကျိန်နာဟာကြောက်เสียကောင်းလေကျိန်ပြီးမှမဟုတ်တာလုပ်နေကြတဲ့ခစ်ကိုဘုရားသခင်ဆက်ဆုပ်ရွေးရှာပါတယ်ဂရိတစ္ဆာတီတော်ခါဝဲဩဇာလီနဲ့ပေါ်စီတက်၍နွယ်မြက်တစ်ပင်ဆေးဘက်ဝင်ဤဆိုတဲ့ခစ်ဟာအဖြစ်ကြီးကုံဆုံးလို့နေခဲ့ပါပြီရှင်မသက်ခရစ်ဝင်အခန်းကြီး9ငွေ38မှ39 သင်ဤစကားမှာဟုတ်သည်ကို အဟုတ်မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။ဤတဲ့လွန်သောစကားသည်မကောင်းသောအရာနှင့်ဆက်ဆိုင်ပြီ။သူ့မျက်စိကိုဖြက်ရင် ကိုယ့်မျက်စိပြက်ခြင်းကိုခံစေ။သူ့သွားကိုချိုးရင်ကိုယ့်သွားကိုချိုးခြင်းခံစေဟုသောပြည့်ညက်စကားကိုသင်တို့ကြားရပြီးပြီ။ငါပြည့်ညက်ပြီကားနောက်ဆက်တော်သူကိုမစိတားကြနှင့်သင်ဤပါတဖက်ကိုပုတ်လျက်ပါတဖက်ကိုလှည့်၍ပေးဦးလော့။ဒီလိုမေတ္တာစိတ်မျိုးကိုကျွန်တော်တို့မွေးနိုင်ဖို့လွယ်ပါလား။ ကျွန်တော်တို့ကတော့လွယ်မယ်လို့ထင်ရင်တိမောသေဩဝါဒစာမှာတိမောသေဆိုခဲ့တဲ့စကားလေးနဲ့ရှင်းကြည့်ပေါ့အခန်းကြီး၄အငယ်၁၄မှာတွေ့ရမယ်လေပရိန်သမားအလီဇန်ဒရုသည်ငါ၌မကောင်းသောအမှုများကိုပြုလေပြီထို့သူကျင့်သောအကျင့်တို့၏အကျိုးအဖြစ်ကိုပခင်ဖျားဆက်ပေးတော်မူပါစေသောတဲ့ခရစ်တော်ရဲ့အမှုတော်ကိုထမ်းဆောင်ခဲ့တဲ့သာသနာခေါင်းဆောင်ကြီးတယောက်ရဲ့ကျေးဇူးခြင်းသူအပြစ်မဖြေလွတ်မဖြေလွတ်နိုင်ဘူး လူသားဆန်သောသဘာဝကျသောပွင့်လင်းသောခံယူချက်ကတော့အဲ့ဒီအတိုင်းပါပဲတခါတော့ကျွန်တော်ရှိမှခရိယန်တယောက်ကိုတခြားလူတယောက်ကလက်ဗီးနဲ့ထိုးတော့သူကနောက်ထပ်ပါတစ်ဖက်ထက်ထပ်လှည့်ပြီးနောက်တစ်ချက်ဆက်ပြီးတော့ခံလေအဲပြီးတော့မှထပြီးတော့ဝရင်တုံးနဲ့လိုက်ရိုက်လို့ဟိုလူကိုဆေးရုံကိုပို့လိုက်ရတယ်ကျွန်တော်ကမင်းလည်းကွာပထမတော့ပါတစ်ဖက်ရရင်နောက်တစ်ဖက်တောင်ထပ်ရိုက်ခံဝန်းတဲ့လူလို့မင်းကိုငါကြိတ်ပြီးချီးမွမ်းနေတာလည်းလည်းပဲနဲ့ကုလို့မတန်တဆပြန်ပြီးဆော်ရတယ်လေကွာလို့မင်းတော့ तू က ဘယ်လိုဖြစ်လဲပါးတစ်ဖက်ကိုရိုက်ရင်နောက်ပါးတစ်ဖက်ကိုလှည့်ပေးဖို့သာပြောထားတာဆရာကြီးရဲ့ပြီးရင်ဝရင်းတုံးနဲ့ပြန်မရိုက်ရဘူးလို့မပါဘူးလို့ပြန်ပြောပါလေဒါဟာလူတွေရဲ့သဘာဝပါ ရှင်မသက်ခရဝင်ချန်းအခန်းကြီး9အငယ်50မှ50နှစ်ကတော့အခုလိုဆက်လက်ဖော်ပြထားပါတယ်။သင်အင်းကြီးကိုယူလို၍တရားတွေ့သောသူအားသင်ဝတ်လုံကိုလည်းယူစီခြင်းကအခွင့်ပေးုံလော့။အကျဉ်သူသည်သင်ကိုအနိုင်ပြု၍ခရီးတစ်တိုင်ဖွားစီ။ထိုသူနှင့်တကွနှစ်တိုင်ဖွားအောင်လော့ တောင်းတော်သူအားပေးလို့ရှင်းငါတော်သူအားလည်းမငင်းပင်ဟင်တကယ်လို့သာတောင်းပေါ်ဒေသနာအတိုင်းတရားကျင့်မာတယ်ဆိုပြီးတော့ပြောနေတဲ့ခမရရဲ့အထက်လူကြီးပဲဖြစ်ဖြစ်ခမရရဲ့စီးပွားရေးဂုံမဏီပန်ရှင်တတိမင်းတယောက်ကိုပဲဖြစ်ဖြစ်နောက်တစ်ခါတွေ့ရင်အဲ့ဒီကြမ်းကြက်ကလေးအတိုင်းခမရကပိုက်ဆံချစ်ကြည်တခုတော့ရှိတယ်နော်ခမရကမြန်မြန်ပြန်ပြီးတော့ဆက်ပေးနိုင်လို့တဲ့အခြေခံကောင်းတဲ့လူတယောက်ဆိုရင်တော့ပက်ခနဲ့ထုတ်ပြီးတော့ချီးရင်ချီးလိမ့်မယ်အေးခမရကသာ ိတ်ပြီးတော့အခြေအနေမကောင်းတဲ့ပိုင်သမားဆိုရင်တော့ခမည်းတော်နဲ့ငွေကိုပေးမှာမဟုတ်ဘူးပေးတဲ့တိုင်အောင်လဲမချိမဆန့်အပြောခံရပြီးမှအတော်အဆင့်လောက်ပဲပေးနေလို့ကျွန်တော်ထင်တယ်ဒါလူသားရဲ့သဘာဝလေအပြစ်တွေရှောက်မြင်ပြီးတော့အထင်သေးစရာအပုတ်ချစရာအကြောင်းလည်းမရှိပါဘူးလူမနှောဆိုတာဟာအဲ့ဒီသဘောအတိုင်းပါပဲဘာလဲပြောပြောလူမနှောနဲ့မကိုက်ညီသေးတဲ့အခုအချိန်မှာဥပဒေတွေအားပြော့ခြင်းရင်တော့ပြော့နေမယ်အားပြော့ဖို့များတယ် ကောင်းကင်နိုင်ငံတော်မြေလောကမှာတည်တဲ့အချိန်မှာတော့အဲ့ဒီဥပရိဘာတွေဟာအကျွင်းမဲ့ပြည်စုံလာမယ်အာနာတိမယ်အခုအချိန်မှာတော့အိုင်ယာလန်နိုင်ငံကအင်္ဂလိပ်ဂန်ဂိုင်းချုပ်ကြီးမက်ပြောတဲ့အတိုင်းပြောရရင်ဂျီခစ်လူအဖွဲ့အစည်းမှာတော့တောင်ပေါ်ဒေသနာဟာရှင်သန်ခြင်းမရှိသေးဘူးတဲ့ကျွန်တော်ကလည်းဒီအချက်ကိုပဲထပ်လောင်းပြောပြခြင်းပါတယ်အထူးသဖြင့်စီးပွားရေးလူမှုရေးကအစအရာရာမှာအပြောင်းရတဲ့ခစ် အလူရဲ့ကြိုးပမ်းပြီးဘဝကိုရုန်းကန်ရတဲ့ခက်ဖြစ်နေပါတယ်ဒါပေမဲ့ကျွန်တော်ရှင်းခဲ့ပြီးတဲ့အတိုင်းခက်တယ်နဲ့တယ်ဒါပေမဲ့ဖြတ်ပြစ်လို့တော့မရဘူးဆိုတာကိုထက်ဆက်အပြည့်ပြုပြရစီကျွန်တော်တို့ရဲ့အပြစ်နှလုံးသားတွေကိုဘုရားသခင်ကောင်းကောင်းဖိပါတယ်ပြင်ဆင်ပြီးတော့လည်းပေးနိုင်ပါတယ်ပြင်ဆင်ပေးဖို့ကိုကျွန်တော်တို့ကနောင်တနဲ့ရှင်းကပ်တောင်းဆိုကြအဲ့ဒီအချိန်မှာကောင်းရင်နိုင်ငံတော်ဟာခမည်းရဲ့စိတ်နှလုံးမှာတည်လာလိမ့်မယ် ကျွန်တော်ရဲ့စိတ်နှလုံးမှာတည်လာလိမ့်မယ်ခရစ်တော်ဟာဘုရင်အဖြစ်နဲ့အုပ်ဆိုးလိမ့်မယ်ဒီဥပရိဖာရီဟာကောင်းရင်နိုင်ငံတော်နဲ့သက်ဆိုင်တဲ့ဥပရိဖာရီလို့ပဲဂီနီယာမှာပတ်မှတ်ထားကြပါစို့တချို့တချို့ချမ်းသာတဲ့အသင်းတော်ကြီးတွေဟာပေးကမ်းစွန့်ကြဲခြင်းနဲ့ပတ်သက်ပြီးတောင်ပေါ်ဒေသနာကိုစူးစမ်းလိုက်နာနိုင်တဲ့အဆင့်မှာရှိတယ်လို့ဆိုတာတောင်မှတနင်္ဂနွေနေ့လောက်မှသာသူတို့လိုက်နာနိုင်ကြတာနောက်နေ့ကူရာနဲ့ တကားပိတ်ဂျိတ်ဆိုသလိုဖြစ်နေတာကိုကျွန်တော်တို့တွေ့နေရပါတယ်။လူအဖွဲ့အစည်းရဲ့လက်ရှိအခြေအနေကဒီတိုင်းပဲဖြစ်လာစေခဲ့ပြီလေ။အခုကမ္ဘာပေါ်မှာဘယ်အသင်းတော်အများတမျိုးလုံးလျှောက်ပြီးသရုတ်ဒီသာကျွေးပြီးတော့လက်ဆောင်တွေပေးနေတာကြားဘူးလို့လေ။ဘာပဲဖြစ်ဖြစ်ဒီဒေသနာတော်ရဲ့အနှစ်သာရတွေကိုကျွန်တော်တို့လွတ်မထားရဘူးဆိုတာကိုတော့အခိုင်အမာမှတ်ဆွဲရမယ်။လူလူချင်းညှာတာထောက်ထားတဲ့စိတ်နဲ့ကျွေးမွေးပြုစုရမယ်။မွေးမြူရမယ်။ တနာကျင်လာတဲ့စိတ်နဲ့စောအားရှိသည်မဆအကူညီကြရလိမ့်မယ်။ပါဇက်ကမကြွားဘဲနဲ့ခရိယန်တို့ရဲ့မုံမြတ်တဲ့အလုပ်တွေလှုပ်ဆောင်ပွားကြတဲ့ပမိုင်းကမာတူရာကြီးတွေသူရဲကောင်းကြီးတွေတက်တည်တွေအများကြီးရှိတာပဲမဟုတ်ဘူးလား။လူအသက်ကိုခက်ရွက်လောက်သဘောထားတဲ့ငွေဝဲကျွန်းစနစ်ကြီးတစ်ဖက်ကရှိခဲ့တယ်လို့ပဲတစ်ဖက်ကလည်းအမေရိကန်တို့အင်္ဂလန်တို့ဂျာမနီတို့ပြင်သစ်တို့အီတလီတို့စတဲ့နိုင်ငံတွေမှာမနိုင်မောကအစီအဥ်ကိုစပြီးနေနိုင်ရင်နဲ့တခါတည်း အာဖရိကတောနဲ့ကြီးတွေကိုလာပြီးတော့မသေးကောင်းမပြောက်ကောင်းအမှုတော်ကိုဆောင်ရတဲ့လူတွေစေကုသပြီးခဲ့တဲ့ပညာရှိဆရာဝန်ကြီးပညာသင်ပြီးခဲ့တဲ့ဆရာဆရာမတွေအသက်ရှင်တော်မူသောဖခင်ရဲ့မေတ္တာအကြောင်းတက်သေးခံခဲ့တဲ့ကျေးဇူးရှင်ကြီးတွေအများကြီးပဲမဟုတ်ဘူးလားမေတ္တာမွန်တက်သက်နဲ့အမှုယုံတွေစေယုံတွေစိုက်ပျိုးရေးအသက်ပညာသင်ကျောင်းကြီးတွေဖွင့်ပြီးချို့ချို့ငယ်ငယ်နဲ့သူတို့စားဖောက်ခဲ့ရရှာတယ်အဲ့ဒီလိုအမှုတော်ဆောင်ခဲ့တဲ့ပုဂ္ဂိုလ်တွေဟာသူတို့အတွက်ဘာအကျိုးကျေးဇူးမှမမျှော်ကိုးဘဲနဲ့ ခရစ်တော်ရဲ့ကားတိုင်းကိုမျှော်ကြည့်အဖက်ပေးဆောင်ရွက်ခဲ့ကြတာဒီကိုကျွန်တော်တို့ပြန်ပြီးသတိရဖို့လိုပါတယ်ဒီလိုပုံကိုယ်တွေဟာအများကြီးပဲနည်းနည်းတော့မဟုတ်ဘူးဒီလိုလူသူတော်ကောင်းတွေဟာဘုရားသခင်ရဲ့ဒေသနာတော်ကိုဘယ်အတိုင်းအတာအထိသူတို့ဖြန့်ဖြူးခဲ့ကြတယ်ဆိုတာကျွန်တော်မှစီးရင်ရင်းနဲ့တော့အတိအကျမရှိဘူးသူတို့ကလည်းကြော်စောကိတ္တိရှိခြင်းလို့လုပ်ခဲ့ကြတာမဟုတ်တော့ဒီစီးရင်တွေလည်းသူတို့မထားခဲ့ပါဘူးဒါပေမဲ့သူတို့ကိုယ်တိုင်ကတော့ဒေသနာတော်နဲ့အညီလျော်ဆုံးလူစုံလူစားရှိသမျှနဲ့ လိုက်နာဆောင်ရွက်ခဲ့ကြတယ်လို့တော့ကျွန်တော်ပြောရပါတယ်။ဘုရားသခင်ရဲ့မင်္ဂလာကောင်းကြီးနဲ့ဒီလိုတို့ရဲ့ကျင့်ဆောင်မှုများကြောင့်တို့ဟာဘယ်တော့မှလွဲမှာမဟုတ်ဘူးလို့ကျွန်တော်အလေးအနက်ယုံကြည်မိပါတယ်။တခါခန်းကြီးငါအငယ်53နဲ့54ကိုဆက်ကြရအောင်။ကိုနှစ်ဆက်ဆိုင်သောသူကိုချစ်လို့ရန်သူကိုမုန်းလို့ဟူသော ပြည့်ညက်စကားကိုတင်းတို့ကြားရပြီ။ငါပြည့်ညက်သည်ကတင်းတို့သည်ကောင်းရင်ပုံ၌ရှိတော်မူသောတင်းတို့အဖအိ ဘာဖြစ်စီလူသောငါတင်တို့ဤရန်သူတို့ကိုချစ်ကြလော့တင်တို့ကိုကျိန်ဆဲသောသူတို့အားမေတ္တာပို့ကြလော့တင်တို့ကိုမုန်းသောသူတို့အားကျေးဇူးပြုကြလော့တင်တို့ကိုလျှောက်ရှက်ရင်းဆဲသောသူတို့အဖို့ဘုရားသခင်ကိုဆုတောင်းကြလော့ဒီဥပရိသကတော့တကယ်ကောင်းကင်နိုင်ငံတော်ဝင်ရောက်ဖို့အတွက်လိုအပ်တဲ့ဥပရိသဖြစ်ပါတယ်။ရန်သူကိုပင်ချစ်ခင်ရပါမယ်လို့ဆိုပြီးလေယုံကြည်သူအချင်းချင်းဘာသာတူအချင်းချင်းချစ်ကြရမှာဖြစ်တယ်လို့ကိုယ်နဲ့မသိမြတ်တဲ့သူတွေကိုလည်းမေတ္တာဝီမျှနှိုင်းကြရမယ်။ ဒီလိုမဝေမျှနိုင်သမျှကာလပတ်လို့သူတို့နဲ့တယောက်ကိုတယောက်မခေါ်နိုင်မပြောနိုင်ဖြစ်နေသမျှကာလပတ်လို့ခရစ်တော်ရဲ့မေတ္တာရောင်ပြန်ကိုဒီလူတွေစီကိုဘယ်လို့ကျွန်တော်ကဟပ်ပြနိုင်မှာမလဲအမိုးဆိုတဲ့တိုင်းကြီးနောက်ွယ်မှာကိုနဲ့မပြေလည်တာနဲ့ပဲအသက်ရှင်တော်မူသောကယ်တင်ပိုင်ရှင်ဘုရားသခင်ကိုသူတို့နဲ့မစ်ဆက်မပေးနိုင်တော့တဲ့အသည့်လောကတာဝန်ကိုမကြည်ပြုံမဲနေနိုင်ကြသလားဒါဟာအင်မတန်ကြောက်စရာကောင်းတဲ့ပြစ်တစ်ခုလို့ကျွန်တော်ဒီနေရာမှာခံယူပါတယ် ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး9အငယ်48ထို့ကြောင့်ကောင်းငင်ပုံ၌ရှိတော်မူသောသင်တို့အဖသည်စုံလင်တော်မူသည်ဤသူသင်တို့သည်လည်းစုံလင်ရင်းရှိကြလောတဲ့တရားသခင်လောက်စုံလင်ပြည့်စုံဖို့ကျွန်တော်ဘာတွေလုပ်ကြမလဲဒေသနာတရားတို့ကိုပိုင်ဆိုင်ပြီးစီရင်နိုင်တော်မူတဲ့အခင်ခရစ်တော်ကို လက်ခံ အားကိုယုံကြည်ယုံမှတပါအခြားလမ်းမရှိပါလို့ပဲအဖြေပြုပါရစေခရစ်တော်ကိုချင့်ကပ်ကိုးကွယ်သူ ချစ်ခင်ယုံကြည်သူအဖို့အပြစ်တရားရဲ့စီရင်ခြင်းရှိနိုင်ပါမလားမရှိနိုင်ပါဘူးခရစ်တော်ရဲ့အရေးအဝါသဟာ လုံးဝငြိမ်းချမ်းသာရပါတယ်တခဏအသက်တာရဲ့တဘဝလွန်ခြင်းဝိညာဉ်လောကရဲ့မှာတရက်ကြီးမားတဲ့အာမခံချက်ဘယ်မှမှ မရှိနိုင်ပါဘူးသူ့ကိုယုံကြည်ခြင်းသာအမှန်ရှိပါစေသူ့ရဲ့ဖြောင့်မတ်ခြင်းစုကျေးဇူးကိုသူပေးသနာပါလိမ့်မယ်အနန္တတကုရှင်ဘုရားသခင်ဟာခရစ်တော်အားဖြင့်ကျွန်တော်တို့ကိုလူသားတွေကြံစီတွေးဆလို့မမှီနိုင်တဲ့ ကဲတင်ကျေးစုကျေးစုကိုကျွန်တော်တို့အားပေးလာပါလိမ့်မယ်။အဲ့ဒါဟာကောင်းကင်နိုင်ငံတော်သားဖြစ်ခြင်းရဲ့လမ်းကြောင်းပါတယ်။အော့တတ်ရှင်မိတ်ဆွေများခင်ဗျာ။တရားနဲ့တရားနဲ့နေတဲ့လူဆိုတာဘာကြောင့်ဖះနဲ့တရားနဲ့နေကြရတာလဲ။ကိုယ့်ရဲ့လောကုတ်တရားနောင်ရေးအတွက်ပဲအဓိကမဟုတ်ဘူးလား။ပေတိကမှနောင်ဘဝငင်းချမ်းဖာရရဖို့ပဲမဟုတ်ဘူးလား။ငရဲကိုတက်ဆင်းရမှာစိုးလို့ပဲမဟုတ်လား။ကျွန်တော်ကတော့ဟောဒီလိုကောင်းမှုတွေလုပ်ခဲ့ပါတယ်ခင်ဗျာ။ ကျမကတော့ဘာတွေကိုရှောင်ခဲ့ပါလဲရှင်ကျွန်တော်မှတော့ကျင့်လိုက်ရတာနှစ်ပေါင်းများစွာပါပဲပြုဆိုတဲ့နီးနဲ့ငရဲရှောင်တိန်ဘေးလွတ်ငြိမ်းမယ်လို့ကျွန်တော်တို့ယုံကြည်နေကြသလားအဲ့ဒီလိုထုကြည်လွှာကလေးနဲ့တရားသခင်စီကိုတွားလို့ရမယ်တဲ့လားဒီကနေ့ဒီကဘာပေါ်မှာဘာသာတရားအမျိုးမျိုးနဲ့ယုံကြည်ခြင်းအမျိုးမျိုးတို့ကောင်းမှုမျက်နှာကောင်းအောင်ကျွ၍ကောင်းကျိုးကို၌တည်စေမင်းဆိုတဲ့အတိုင်းကျွဲဝတဲ့လောကုတ်တရားချမ်းသာရာလမ်းကိုရှာဖွေနေကြရပါတယ်။ငုံမြက်တဲ့ ဘောကလမ်းစဉ်ဒီကြီးပဲဖြစ်တယ်လို့လဲကျွန်တော်ယူဆပါတယ်အခုသင်္ကန်းစာမှာတွေ့ခဲ့ရတဲ့ခရစ်တော်ရဲ့ဒေသနာတော်ဟာလေကျွန်တော်တို့ရှင်းလင်းခဲ့တဲ့အတိုင်းအလွန်မုံမြတ်ပြီးခက်ခဲတဲ့လမ်းစဉ်နဲ့နဲတဲ့လမ်းစဉ်ဆိုတာကိုလက်တွေ့တွေ့ရပြီဒီဒေသနာတော်မြတ်ဟာအလိုအမှလူသားတွေရဲ့သဘာဝကျင့်စဉ်များအားဖြင့်မိအောင်လိုက်နိုင်ပွဲမရှိဘူးဆိုတာကိုသိရလေးလေးကိုတို့လူသားတွေရဲ့အပြစ်တွေတောင်လိုပုံနေတဲ့အဖြစ်ကိုသတိရလေးလေးဖြစ်စီပြီးတော့ကဲတင်ရင်းတို့ရောက်ရလမ်းဖြစ်တဲ့ ခရစ်တော်ကိုလက်ခံကြရလိမ့်မယ်ဒုတိယအချိန်မွေးဖွားခြင်းဘုမဟုတ်ဩဝါဒစ်ကိုမွေးဖွားခြင်းကိုခံယူလိုက်ရမယ်ဆိုရင်လူစုံလူစားနဲ့ဘယ်လိုစူးစမ်းလို့မှမရနိုင်တဲ့ကောင်းကင်နိုင်ငံတော်မှာသာဝရဒုက္ခချမ်းသာကိုအမှန်မတွေ့ခံစားကြရမှာဖြစ်ပါကြောင်းဒီကနေ့တင်ပြလိုက်ရပါတယ်။နောက်ချိန်စီဆေမာဖျားရှင်ရဲ့နှုတ်ကပတ်တော်များခရိယန်တမန်ကျမ်းရဲ့ဓမ္မသစ်ကျမ်းပိုင်းတွေက ရှမာသဲခရစ်ဝင်ကျမ်းအခန်းကြီး6အခန်းငယ်73ကနေ အခန်းငယ်34အထိနဲ့ရှင်မာသဲခရစ်ဝင်ကျမ်းအခန်းကြီး9အခန်းငယ်10ကနေအခန်းငယ်14အထိကိုလေ့လာမှာဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါရစေ။